နမေရတရုတ်ဆောင်တယောက်ဖြစ်နေပေမဲ့လည်းရှစ်သူနဲ့အတူ ရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးကြောင့်လူပြောများနေတဲ့ယွန်း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 လို့ပြောလိုက်တာနဲ့ငငယ်တဲကခလေးတရုတ်ဆောင်ဒက်လေးနဲ့ကောင်မလေးကိုပြင်းပြင်းမိမယ်လို့ထင်ပါတယ်တေးဆောင်ယွန်းယွန်းကတော့ငယ်စဉ်တည်းကပရိသတ်တွေရဲ့ချစ်ခင်အပေမှုကိုအပြေးဝါရရှိထားတဲ့ကလေးတေးဆောင်လေးလည်းဖြစ်ပါတယ်။တေးဆောင်မင်းသမီးကျော်လေးယွန်းယွန်းကတော့ပရိသတ်တွေရှေ့မှာနေအပြိုကြီးဖဖဖြစ်ကတေးဆောင်အိုက်တင်ကောင်းတဲ့မင်းသမီးတစ်လက်ပြုတ်လာနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းခုလက်တော်ပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်ထဲမှာဆိုရင်သူမနဲ့သူမရဲ့ချစ်သူနှယောက်ဟာအမြင်မသိတော့တဲ့ပုံလေးတွေပါဝင်နေတာကြောင့်ပရိသတ်တွေကြားမှာတော့အယံကိုပွဲဆူနေကြတာပါအမှုပညာဆိုတဲ့ရှေ့လျားတဲ့ပန်းတိုင်းမှာအမြင်အောင်စူးစမ်းမယ်လို့မတွေးတော့ဘဲကိုယ်စိတ်ရှိတဲ့အတိုင်းထင်တိုင်းကျင်းနေတဲ့အတွက်ကြောင့်မလို့အရင်ကအယိုးခံနေတွေစိတ်မှုမရှိတော့ဘဲမြစ်ပတ်နေပြီလို့ ပြည်သူတွေကတော့ထင်ကျေးပေးနေကြတာပါဒီလိုမျိုးဖြစ်ပျက်မျိုးကလည်းအခုမှနေမဟုတ်ပဲနဲ့အစီအစဉ်တစ်ခုမှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့စီသူဝင်းနဲ့လည်းမကီမရှင်းတဲ့ဗီဒီယိုဖိုင်တွေပြန့်နှံ့ခဲ့ပူပါတယ်စီသူဝင်းကချစ်ချစ်သူရှိနေတဲ့ကြားကနေမရမကဝင်ပြီးရွံ့ရော့ကတော့စနစ်ကျော်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီကိစ္စကြောင့်ပဲဝေဖန်ပြစ်တင်မှုတွေခံရပြီးငြိမ်ကုတ်သွားခဲ့ပေမယ့်အဖိုးကြီးနဲ့လက်ထပ်သွားပြီးဆိုပြီးတရင်တွေကထွက်ပေါ်လာခဲ့ပြန်ပါတယ်ရွံ့ရော့နဲ့အဖိုးကြီးကလည်းလက်တွဲကမင်္ဂလာခံမတွေကိုဝင်ရောက်လာပြီးပြည်သက်တွေရဲ့အခက် ေတဲ့ပုံစံကြောင့်လည်းပြိတ္တတွေကတော့တကယ်ထင်သာခဲ့ကြတာပါဒါပေမဲ့လည်းဒီမင်္ဂလာပွဲကတော့အစ်မမဟုတ်ပဲပွဲခန္ဓာတခုအတွက်သရိုသမီးဝတ်စုံနဲ့ဝတ်ပြခဲ့တာလို့ပြန်လည်ဖြစ်ရှင်းခဲ့ပါတယ်ဒါပေမဲ့လည်းခုတစ်ခါမှထွက်ရှိခဲ့တဲ့ဗီဒီယိုဖိုင်ဟာဆိုရင်သူမနဲ့သူမချစ်သူနှစ်ယောက်ဟာအတော်လေးကိုကဲနေတဲ့ပုံစံကညှင်းလို့ကိုမရခဲ့ပါဘူးတင်းဆောင်မင်းသမီးချော်လေးရွံ့ရွံ့နဲ့သူမ ဲ့ချစ်သူနှစ်ယောက်ကလူမြင်ကင်းမှာလက်ချင်းတွဲပြီးရှောက်သွားနေကသူတို့နှစ်ယောက်ရဲ့အနေအထားလေးကတော့မတော်တရော်တွေဖြစ်နေတဲ့အတွက်ရွံ့ရွံ့ရဲ့အိုးကိုသွားခိုက်နေတာကြောင့်ပြည်သူတွေကလည်းအံ့အားသွင်းသွားစေခဲ့ပါတယ်လူမြင်ကင်းမှာတော့မရှောင်းလူရှိသူရှိတော့မရှောင်းတာကြောင့်နောက်ကွယ်မှာဆိုရင်ဘလောက်တောင်စိုးနေမလဲဆိုပြီးဝေဖန်ပြစ်တင်နေခဲ့ကြတာပါအခုတခါမှလည်းအရန်ကိုလက်သိမ်းရတဲ့ချစ်သူလေးကလည်းကြောက်တထေးကြီးဖြစ်ပြီးတကယ့်ကိုချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်လို့သိရပါဗျ။ တရုတ်ဆောင်မင်းသမီးချော်လေးရွရွံကတော့အရင်လိုမျိုးရွရွအေးအေးမဟုတ်တော့ဘဲဗီဒီယိုဖိုင်တစ်ခုပြီးတစ်ခုအပြန့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အခုတစ်ခေါက်တွဲနေတဲ့ကြာတထေးကြီးကတော့အမန်တကယ်ချစ်သူတွေဖြစ်ကြပြီးအခုပုံဆိုရင်တော့မကြခင်မှာလက်ထပ်တော်မယ်လို့ထင်ကြတွေပေးခံနေရတာလည်းဖြစ်ပါတယ်။လက်မထက်ရသေးပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့သူတို့အတွေ့ကိုတော့ပရိသတ်တွေကလည်းအမြင်ကပ်ပုံမှန်နဲ့ဝေဖန်နေကြတာပါ။ ပရိသတ်တွေကတော့လက်ထပ်ဘေးမှာကိုယ်ရင်ကိုယ်ရာမှာနေချင်းသလိုနေတာအပြစ်မဟုတ်ပေမဲ့အခုလိုမျိုးပတ်ဝန်းကျင်မှာနေချင်းသလိုနေနေတဲ့ရုံရုံကိုတော့ကြိထပ်ပို့ပြီးတည်င်းနေမထွက်လာစေဖို့အတွက် စင်ချင်းတင်ချောင်းပြောပြလာခဲ့ပါတယ်။ရုံရုံကတော့အခုချိန်မှာမှန်တဲ့တည်င်းနေရောမမှန်တဲ့တည်င်းနေရောပြန့်နှံ့လာခဲ့ပြီးဗီဒီယိုကအစားအပြန့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။